အားလုံးပဲမင်္ဂလာပါဒူဒူဂိမင်းကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်မှာလာဖို့ရှိတဲ့ event များကိုရက်စွဲနဲ့တူပြပြပေးတော့မှာဖြစ်လို့ video ကိုအဆုံးထိကြည့်ဖို့မြတ်တာရက်ခံရပါတယ်ဗျ video လေးမစားတဲ့ခင်မှာဒူဒူရဲ့ channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လေးလုပ်ပေးကြပါဦးပထမဆုံးထွက်လာမှာကတော့ experiment 450ရဲ့ event ကထွက်လာမှာပဲဖြစ်ပါတယ် event ကတော့10လပိုင်း3ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါတယ်ခင်ဗျအတေထွက်လာတဲ့ experiment 450ရဲ့ skin တွေကတော့ ဝရမ်ဘီယာစကင်နဲ့ဗီဇန်နာတို့ရဲ့စကင်တွေပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးဒီ event ကဗေဟို event ဖြစ်တာဖြစ်တဲ့အတက်ကြောင့်ဒိုင်းမွန်ကတော့တော်တော်ကုန်ကြပါလိမ့်မယ်ကုန်ကြမဲ့နေရာမှာလည်းစကင်များများရှိတဲ့သူတွေဆိုရင်နည်းနည်းပဲကုန်ကြမှာဖြစ်ပြီးတော့စကင်နည်းနည်းပဲရှိတဲ့သူတွေဆိုရင်ဒိုင်းမွန်ပို့ပြီးတောင်းရလိုက်မယ်ဗျာဗေဟို event ဖြစ်တဲ့အလျောက်အချိန်ကြီးက90လောက်ကိုမှတ်ထားမှတာဒီစကင်ကိုရဘူးကတည်ကြတယ်ပေါ့နော်နောက်ဗီဒီယိုကြာရေး Experiment 450စကင်တကောင်ရဖို့ဘယ်လိုခေါင်းရမလဲဆိုတာကိုတင်ပြတော့မှဖြစ်ပါတယ်ခင်ဗျာ။ ဒါဆို free တောင်းကန်တွေကတော့ဘယ်နှစ်ရက်နေမှာလာမှာလဲဆိုရင်အော်တိုဘာ10ရက်နေမှာ page 1လာမယ် page 2ကတော့အော်တိုဘာ18ရက်နေမှာလာမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုနောက်ထပ် event ကတော့ quarter event ပဲဖြစ်ပါတယ်ခင်ဗျာ quarter ကတော့အမွန်ရဲ့ quarter skin ပဲဖြစ်ပါတယ်ခင်ဗျာလာမယ်နေ့ကတော့အော်တိုဘာ6ရက်နေမှာရောက်လာမှာပဲဖြစ်ပြီးတော့ဒီအမွန် quarter event မှာပြန်ပြီးပါဝင်လာမယ် skin တွေကတော့ bloody quarter နဲ့ atlas တို့ရဲ့ quarter skin တွေပဲဖြစ်ပါတယ်ခင်ဗျာ နောက် event တစ်ခုကတော့မိတ်ဆွေတို့အကြိုက်ဆုံးဖြစ်တဲ့ promo time event ကြီးပါခင်ဗျာဒီ event ကတော့အော်တိုဘာ25ရက်နေ့မှာရောက်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ normal start တွေကလည်းအရင်တိုင်းပဲဂိမ်းနဲ့ law အိမ်ဝင်မယ်ဂိမ်းတဝဲကစားမယ်တငယ်ချင်းတွေနဲ့ကစားမယ်အဲ့လိုမျိုးတွေပါပဲခင်ဗျာရှားမဲ့ပမာဏကလည်းအရင်ကလုံးပဲ900ကျော်800ပဲဆိုပေမဲ့ double 11 event ကလည်းပြန်ပြီးလာမှာဆိုတော့ဒီ double 11 event မှာ we shut up တွေဖြစ်တဲ့အခါကြာရေး diamond ဖြစ်တဲ့အခါကြာရေးလဲ promo diamond တွေထပ်ပြီးရနိုင်လာဆိုတော့ promo diamond က 1600လောက်ကိုရနိုင်ပါတယ်ဗျာပြီးတော့ဒီ promo diamond တွေက double diamond event မှာလည်းပြန်ပြီးတုံးလို့ရ data ဆိုတော့ diamond အများကြီးကုန်ကြမဲ့နေရာမှာနည်းနည်းပဲကုန်ကြသွားပါမယ်ခင်ဗျာဒါဆိုနောက်ထပ်ကတော့ October 9ရက်နေ့မှာ Mobile Legends ရဲ့9နှစ်ပြည့်အထိမ်းအမှတ်နေ့နဲ့ထွက်ရှိလာမယ့် skin လေးကောင်အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာထွက်ရှိလာမယ့် skin တွေကတော့ Lolita, Sushi, Fanny နဲ့ Sissy တို့ရဲ့ skin တွေပဲဖြစ်ပါတယ်ဗျာ အဲ့ဒီထဲမှာမိတ်ဆွေတို့ကလော်ပီတာနဲ့ဖန်နီတို့ရဲ့စကင်ကိုကဖေးရမှာဖြစ်ပြီးတော့ဇူရှိန်နဲ့စီစီတို့ရဲ့စကင်ကိုတော့ဝယ်ရမှာပဲဖြစ်ပါလေဗျဝယ်ရမယ်ဆိုပေမဲ့လည်းပရိုမိုဒိုင်းမွန်းကိုတုံးပြီးတော့ဝယ်လို့ရတာဆိုတော့ဖေးရတာနဲ့အတူတူလောက်ပဲတော့ကြားတယ်ပေါ့နော်ဇူရှိန်ရဲ့စကင်ကိုတော့ဒိုင်းမွန်းထောင်နဲ့ကိုလုံးနဲ့ဝယ်ရမှာပါခင်ဗျာဒါပေမဲ့ပထမဆုံးတပတ်မှာ disc out 962လုံးနဲ့ဝယ်လို့ရမှာပဲဖြစ်ပါလေခင်ဗျာ စစ်စီရဲ့စကင်ကတော့ဒိုင်မို866လုံးနဲ့ဝယ်ယူလို့ရနိုင်မှာပဲဖြစ်ပါတယ်ဗျ။ဒါဆို Funny နဲ့ Lolita တို့ရဲ့စကင်တွေကဘယ်လိုမျိုး free ရမလဲဆိုတာကိုကြည့်လိုက်ရအောင်။ Funny ရဲ့စကင်ရဖို့ဆိုရင် energy တွေစုပြီးဖြောပြခိုင်းရမှာပဲဖြစ်ပါတယ်ဗျ။ဘယ်လိုမျိုးလဲဆိုရင်မိတ်ဆွေတို့ကဒီမှာပါဝင်လာမဲ့ test တွေကိုလောက်ရမယ်။ test တွေကလည်းလွယ်ပါတယ်။ gain နဲ့ loss အိမ်ဝင်မယ်။ gain ကစားရမယ်။ဒါဆိုဒီ energy အတုံးတွေကိုရမယ်ပေါ့ဗျာ။ဒီ energy အတုံးတွေကိုမိတ်ဆွေတို့ကဒီမှာလာပြီးတောင်းရမှာပါဗျာ။ ဒီနေရာမှာ꽌မမြရတဲ့ဟာကိုလောက်ခိုင်းလေးစောက်ရတဲ့မိနစ်ကကြာလေးဖြစ်ပါလေဗျဒီ꽌တုံးတုံး9000ပြည့်သွားပြီတော့ဒီ funny ရဲ့ second ကိုရပြီပဲဖြစ်ပါလေဗျနောက်ထပ်တစ်ကောင်ကတော့ lolita lolita ရဲ့ second ကတော့ယူရှင်းပါလေဗျဒီထဲမှာပေးထားတဲ့တောင်းဝင်တွေကို pt လောက်ပေးလိုက်ရင် lolita ရဲ့ second ကိုရပြီပဲဖြစ်ပါလေဗျနောက်ပြီးဒီ lolita ရဲ့ skin နဲ့အတူတူ lolita ရဲ့ဒီပိတ်တဲ skin ကိုက free ထပ်မံရရှိအောင်ပါဗျ။အဲ့ဒီပိတ်တဲ skin ကိုတော့ October ၄ရက်နေ့နေ့မှာပြီးတော့မှာပဲဖြစ်ပါတယ်ဗျ။ဒါဆိုဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရပ်နာပြစီ။နောက်လည်းပူကောင်းတဲ့ကြောင်ရနေတူတူပြန်လာမှာဖြစ်လို့ channel လေးကို subscribe လုပ်ရတယ်ဆိုရင် subscribe လေးလုပ်ပေးခဲ့ကြပါဦး။ကျွန်တော်တူတူပါပြန်တွေ့ကြတော့ဗော။